ဒီနေ့မှာတော့ဒီချေတို့အစားကိုစိတ်တွတ်တွတ်ကြရအောင် ဟုတ်ပြီเนาะအဲ့တော့ teacher တွေကအရှိမအောင်က grade 1 grade 2 grade 3မှာတော့ကတဲ့စိတ်တွတ်တွတ်တာတွေကိုအများကြီးပဲလေ့ကျင့်ခဲ့ပြီးသားပြီเนาะအခုဒီမှာတော့အစားကိုစိတ်တွတ်တွတ်ကြပါမယ် okay ဆိုရှင်အရင်ဆုံး teacher တို့ပုံစံလေးကိုအရင်ဖတ်ကြရအောင်ဟုတ်ပြီပန်းသီး69လုံးရှိသည်အိတ်တလုံးကိုပန်းသီး3လုံးစီထည့်လျင်အိတ်ညီမြလိုအပ်ညီနီနောက်တစ်ခေါက်ပြန်ဖတ်ကြရအောင် ပန်းသီး69လုံးရှိသည် ိတ်တလုံးကိုပန်းတီသုံးလုံးစီထည့်လျင်အိတ်ညီမြလိုအပ်မည်နီအဲ့ဒါဆိုလို့ရှင်ဒီ69မှာ3ကဘယ်နှကြိမ်ပါနေတလဲလို့သူကမေးတာပါရှင်အဲ့တော့ဘယ်နှကြိမ်ပါလဲဆိုတာတော့ဒီချေတို့သိကြတယ်အဲ့တော့စားကြမယ်ကဲအဲ့ဒါဆိုလို့ရှင်ဒီချေတို့ကစိတ်တွက်တွက်ကြမှာပေါ့နော်အဲ့တော့တင်ချတွက်တဲ့စာအုပ်ထဲမှာတို့တွေချမတွက်ပါဘူးဟုတ်ပြီနော် okay အဲ့ဒါဆိုလို့ရှင်ဒီချေတို့စိတ်တွက်တွက်ကြမယ်ဒါပေမဲ့ချမတွက်ဘူးဆိုပေမဲ့လေ့ကျင့်ခန်းစာအုပ်ထဲမှာချမတွက်ဘူးဆိုပေမဲ့တအားတို့တမလို့ကအကျန်းနဲ့မှာအခုဒီချေနဲ့လေ့ကျင့်တဲ့အတ တန်းထက်ခါတလဲလဲလိုက်ပြီးတော့လေ့ကျင့်မယ်ဆိုရင်ဒါတို့တမလို့ကစိတ်အတွက်ကိုလုံးဝ easily ရသွားလိမ့်မယ်နော်ဟုတ်ပြီနော် okay ကဲအားဆိုလို့ရှိရင်လာကြည့်ကြရအောင်အဓိကကစိတ်အတွက်ကိုမြတ်မြတ်လေ့ကျင့်ရပါပြီရှင့်အဲ့တော့လာကြည့်မယ်ဟဲ့69ကိုဒီချေက60နဲ့9နဲ့ခွဲလိုက်ပါမယ် 60နဲ့9နဲ့ခွဲလိုက်မယ်ပြီးတော့ရင်အဲ့ဒီ60ကို3နဲ့အရင်စားမယ်60ကို3နဲ့စားမယ်ဆိုတော့အာ3ညက3ညပေါ့နော်အဲ့တော့3နဲ့လီ6ဟုတ်ပါပြီရှင် ပြီးတော့ရင်9ကိုလည်း3နဲ့စားပါမယ်အဲ့တော့33၄9အဲ့ဒီခါကျတော့မှ20နဲ့3နဲ့ပေါင်းလိုက်တော့23အဲ့တော့69မှာ3ကဘယ်နှခါပါနေတယ်လဲဆိုရင်23ကပါနေပါတယ်နောက်တစ်ခါတော့ဒီချိန်နဲ့တူတူပြန်ပြီးလေ့ကျင့်ကြရအောင်လာအဲ့တော့တအားတို့တမလို့ကအစာအုပ်ရဲ့မင်းတို့ရဲ့လေ့ကျင့် န်ဆောင်ရဲ့ဟိုးနောက်ဆုံးစာမျက်နှာကိုအကျန်းအနေနဲ့အသုံးပြုလို့ရပါတယ်ရှင်ဟုတ်ပြီနော်အဲ့ဆိုရင်ဒါဒီချက်နဲ့တူတူလိုက်လို့ကြည့်ရအောင်69ကိုဒီချက်တို့က3နဲ့စာပါမယ်အဲ့ဒီတော့ဗာနဲ့ဗာနဲ့ခွဲမယ်ဆိုရင်60နဲ့9နဲ့ခွဲလိုက်ပါပြီအဲ့ဒီခါကျတော့မှ60ကိုလည်း3နဲ့စာမယ်9ကိုလည်း3နဲ့စာပါမယ်အဲ့တော့ဘာဖြစ်လို့အဲ့ဒီလိုခွဲပြီးစာရလဲဆိုရင်ဒီချက်တို့တွေက ကိန်းတွေကတအားကြီးနေတဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့ငကိုတိုင်းဆိုရင်တော့ downline တော်ရင်တော့လုံးရတယ်လीเนาะဟုတ်ပြီကဟုတ်ပါပြီအာဆိုလို့ရှိရင်ဒီကျဲရက်60ကိုသုံးနဲ့စကြရအောင်အဲ့တော့10ပြည့်ကိန်းကိုသုံးနဲ့စမယ်ဆိုတော့တုံညာလေးကိုအရင်ရေး6ကိုသုံးနဲ့စလိုက်တော့2 9ကိုသုံးနဲ့စလိုက်တော့3ပေါင်းလိုက်တော့23နားလည်ပါတလားအဲ့တော့69အစား3အညီဘလောက်ရတယ်လဲ23ပါရှင့် ဟုတ်ပါပြီเนาะအဲ့တော့ teacher နဲ့အတူတူစိတ်ထဲကနေနောက်ထပ်တစ်ခါတော့လေ့ကျင့်ကြရအောင်မင်းတို့ကဒါလေးကိုကြည့်ပြီးပြောလဲရပါတယ်69ကို3နဲ့စာမယ်69ကို60နဲ့6နဲ့ခွဲမယ်60ကို3နဲ့စာမယ်6ကို3နဲ့စာမယ်60ကို3နဲ့စာတော့ညာလေးကိုခဏထား6ကို3နဲ့စာတော့2အဲ့တော့20 6ကို3နဲ့စာလိုက်တော့3 20ရဲ့3ရဲ့ပေါင်းလိုက်တော့23โอเคလား ဟုတ်ပါပြီအားဆိုလို့ရှိရင်ဒီချေတို့ကနံပါတ်73ကိုတွက်လိုက်ကြရအောင်ဟိအဲ့ဒီလိုပဲနံပါတ်73လေးကိုတွက်တဲ့အခါမှာလဲတရုတ်တမျိုးကအကျန်းနဲ့မှဒီပုံချမ်းလေးကိုဆွဲလို့ရပါတယ်เนาะโอเคအဲ့တော့62ကိုဒီချေတို့4နဲ့စားကြရအောင်ဟိအဲ့တော့62ကို4နဲ့စားမယ်62ကို4နဲ့စားတဲ့အခါမှာလာကြည့်ရအောင်62အစား4အဲ့တော့ဒီချေတို့60နဲ့1နဲ့ခွဲလိုက်ပါပြီရှင်ဒီ60ကိုဒီချေတို့က4နဲ့ပြက်အောင် ောင်စားလို့ရတယ်လားမရဘူးအဲ့ဒီလိုမျိုးဆိုလို့ရှင်တီချေတို့ဘာလို့ကြမလဲဘာလို့ကြမလဲ အာအရင်တော့ငါလုတ်ခဲ့တဲ့အတိုင်းပဲဒီအနောက်ကနှစ်ကိုဒီချေတို့က30ပါယူပြီးခွဲပါမယ်7နှစ်အဲ့တော့7နှစ်ကလေးဖြစ်သွားပြီဆိုတော့ဒီရှိရဘလောက်လဲ80ပေါ့အဲ့တော့ဒီချေတို့က80ကိုလည်း4နှစ်စာမယ်7နှစ်ကိုလည်း4နှစ်စာပါမယ်ရှင်80ကို4နှစ်စာလိုက်တော့3လေးကိုပြန်ရေးမယ်8ကို4နှစ်စာလိုက်တော့2၄နဲ့၄ရှစ်အဲ့တော့၁၂ကို၄နဲ့စလိုက်တော့၄၃၄၁၂အဲ့ဒီတော့မှ၂၀ရေ၃ရေပေါင်းလိုက်တော့ဘယ်လောက်ရမလဲ၂၀ တော့နားလည်ပါသလား yes နားလည်ပါတယ်เนาะ okay အဲဆိုလို့ရှိရင်လာတီချေတို့တေက92ကို၄နဲ့စားလိုက်တာအဖြေဘယ်လောက်ရသလဲ23ပါရှင့်အဲ့တော့ဒါလေးကလေဒီပုပ်စာလေးနဲ့အပေါ်မှာတွက်ခဲ့တဲ့နံပါတ်7ပုပ်စာနဲ့တူရဲ့လားယမတူပါဘူးเนาะနံပါတ်7ရဲ့ပုပ်စာကကြတော့ဒီချေတို့က60နဲ့3နဲ့ခွဲလိုက်ပါတယ်အော် sorry 60နဲ့ 60နဲ့6နဲ့ခွဲလိုက်တယ်ဒီ6ကိုကတကယ်လို့3နဲ့စားပြက်လို့စားလို့ပြက်တယ်60ကိုလည်း3နဲ့စားလို့ပြက်တယ်အခုဒီမှာကျတော့တကယ်လို့က60နဲ့အာ62ကို60နဲ့1နဲ့ခွဲလိုက်တဲ့အခါမှာဒီ1ကိုတကယ်လို့က4နဲ့တော့စားလို့မရဘူးအဲ့ဒီလိုပဲ60ကိုလည်း4နဲ့တော့စားလို့မရဘူးအဲ့ဒါကြောင့်မို့လို့တကယ်လို့က30ပေါင်းယူလိုက်တော့80နဲ့12နဲ့ခွဲလိုက်တာပေါ့ နားလည်လားဟုတ်ပါပြီအဲ့ဒါဒီ channel တူတူနောက်ထပ်တစ်ခေါက်တော့ထပ်တွေ့ကြရအောင်92အစာ4အညီအဲ့တော့92မှာပါတဲ့နှစ်ကိုဒီကျဲတို့က4နဲ့စားလို့မရတဲ့အတွက်ကြောင့်မလို့90နဲ့နှစ်နဲ့လည်းခွဲလို့မရဘူး90ကိုလည်း4နဲ့စားလို့မပြတ်ဘူးအဲ့ဒါကြောင့်မလို့ဒီကျဲတို့က7နှစ်ယူလိုက်ပါမယ်7နှစ်ဆိုတော့အရှိက10ရောလိုက်တော့80ဖြစ်သွားပါပြီရှင်အဲ့တော့တအားတို့တမလို့ရေဒီတိုင်းလေးလိုက်တွေ့ရတယ်နော်ခဏခဏဒီတိုင်းလေးကိုလေ့ကျင့်လေ့ကျင့်လိုက်လို့ရှိရင်ဒီကျဲတို့စိတ်တွက်နဲ့ရသွားပါလိမ့်မယ်အဲ့ဒီတော့80ကို4နဲ့စ ားမယ်စနစ်ကိုလည်း၄နဲ့စားပါမယ်ရှင်80ကို၄နဲ့စားလိုက်တော့၃ညာလေးကိုပြန်ရေးထား၄၄နဲ့၄၈ပြီးတော့စနစ်ကို၄နဲ့စားလိုက်တော့၄၃နဲ့စနစ်20နဲ့3နဲ့ပေါင်းလိုက်တော့23โอเคလားအဲဒါကြောင့်90နဲ့အစား၄အညီရဲ့အာအဖြေလေးက23ဖြစ်ပါတယ်ရှင် ဟုတ်ပြီနော်အဲ့ဒါလေးကိုဒီချေတို့ကလေး download တွက်တဲ့အတိုင်းတို့တွေကစိတ်တွက်လေးတွက်လို့ရပါတယ်အဲ့တော့ download မှာရောအဖြေမှန်ရလားတစ်ချက်ကြည့်ရအောင်62ကို23နဲ့စာ62ကိုဒီချေတို့6နဲ့စာပါမယ်ရှင်အဲ့ဒါကြောင့်6သရုသမနုရေ6နဲ့8ကိုရေက8ကို note တက်အနောက်က2ဆွဲ6ဟုတ်တလား7ကို6နဲ့စာလိုက်တော့43နဲ့7နဲ့အဖြေချင်းကဘာဖြစ်လဲ attitude ပါပဲအခုက download မတွက်ပဲနဲ့စိတ်တွက်နဲ့6ကျက်နေရဖြစ်ပါတယ်နော်ဟုတ်ပါပြီအားဆို လို့ရှိရင်ဒီချေတို့နံပါတ်15ကိုတွက်လိုက်ကြရအောင်အဲ့ဒါကြောင့်တအားတို့တမလို့ရဲ့အတင်းချတွက်တဲ့စာအုပ်မှာဒီချေကို15ပုံမှာကာကြီးပုတ်စာကူဝေးပါရှင့် 48အစားနှင့်အညီအဲ့ဒါအောင်ဒီချေတို့စိတ်တွက်တွက်ရပါမယ်စိတ်တွက်တွက်တဲ့အခါမှာအခုချိန်မှာမကျွမ်းကျင်သေးဘူးဆိုမကျွမ်းကျင်သေးဘူးဆိုလို့ရှိရင်ချေတို့အကြမ်းနဲ့မှာသွားပြီးတော့ပုံစံလေးနဲ့တွက်လို့ရတယ်ကျွမ်းကျင်သွားတဲ့အခါကျမှဒူတွေအဲဒီတိုင်းလေးတွက်မယ်နော်ဟုတ်ပါပြီအဲ့တော့48အစားနှင့်ဒီချေပုံချမ်းလေးနဲ့လုပ်ပေးပါမယ်ရှင်48ကိုနှစ်နဲ့စားတဲ့အခါမှာ48ကိုဘယ်သူနဲ့ဘယ်သူနဲ့ခွဲမလဲအဲ့တော့ဒီအနောက်မှာပါတဲ့8ကိုနှစ်နဲ့စားလို့ရလားရတာပေါ့အဲ့ဒါကြောင့်48ကို40နဲ့8နဲ့ခွဲမှာ ပေါ့โอเคအဲ့ဒီတော့40ကိုနှစ်နဲ့စားမယ်10ကိုလည်းနှစ်နဲ့စားပါမယ်ရှင့်အဲ့တော့40ကိုနှစ်နဲ့စားလိုက်တော့၃ညာလေးကိုပြန်ရေးပါ၄ကိုနှစ်နဲ့စားလိုက်တော့2နန်း10ကိုနှစ်နဲ့စားလိုက်တော့4အဲ့ဒါကြောင့်အဖြေက20နဲ့4နဲ့ပေါင်းလိုက်တော့24ဖြစ်ပါတယ်ရှင့်โอเคရေးလိုက်ပါဦးဟိ24 အဲ့ဒါလေးကိုတီချာတို့ဒီတိုင်းလေးပဲစိတ်ထက်ကနေလေ့ကျင့်ကြရအောင်ဟဲ့လာအဲ့တော့48ကို2နဲ့စားပါမယ်48ကို40နဲ့8နဲ့ခွဲမယ်40ကို2နဲ့စားမယ်8ကို2နဲ့စားမယ်40ကို2နဲ့စားတော့တုံညာလေးကိုပြန်ရေးထား4နဲ့4နှစ်နဲ့လီလေအဲ့ဒါကြောင့်20ရှစ်ကိုနှစ်နဲ့စားလိုက်တော့နှစ်လေးလီရှစ်20ရဲ့လေးရဲ့ဆိုတော့24 โอเคလားဒီ channel တူတူလိုက်ပြီးတော့မှပြောကြည့်ပေးပါနောက်ထပ်တစ်ခေါက်ဒီ channel တူတူစိတ်တက်တက်ကြရအောင်ဟိဟုတ်ပြီเนาะအဲ့တော့မျိုးလုံးလေးမြက်ပြီးတက်လဲရပါတယ်48အစာနှင်းအညီ48ကို40နဲ့8နဲ့ခွဲပါပြီ40ကိုလည်း2နဲ့စာမယ်8ကိုလည်း2နဲ့စာမယ်40ကို2နဲ့စာလိုက်တော့၃ရာလေးကိုပြန်ရည်ထား2နဲ့လီ4အဲ့ဒါကြောင့်20 8ကို2နဲ့စာလိုက်တော့2 4လီ8အဲ့ဒါကြောင့်4 20ရဲ့4ရဲ့ဆိုတော့24โอเคလား ဟုတ်ပြီနော် okay အားဆိုရင် teacher တို့တကြောင်ကြော်လိုက်ပါနံပါတ်ခါခွေဟိခါခွေပုံစံကူလိုက်ပါ36အစား3အညီဟုတ်ပါပြီ teacher တို့ဘသူ့ကိုဘသူနဲ့စားမှာလဲ36ကို3နဲ့စားပါပြီနော်ခင်လာ36ကို3နဲ့စားကြရအောင်ဟိ အဲ့တော့36အစား3 36မှာပါတဲ့6ကို3နဲ့စားလို့ပြက်လားပြက်တာပေါ့ဟုတ်ပါပြီအဲ့ဒါကြောင့်30နဲ့6နဲ့ခွဲလိုက်ပါပြီရှင်အဲ့ဒီတော့30ကို3နဲ့စားပါမယ်6ကိုလည်း3နဲ့စားပါမယ်30ကို3နဲ့စားတော့3ညာလေးကိုပြန်ရေးထား3တက်လီ3တက်စ6ကို3နဲ့စားလိုက်တော့3နဲ့လီ6 30ရင်းနေဆိုတော့12 okay လားအဲ့ဒါကြောင့်36ကို3နဲ့စားလို့ရတဲ့အဖြေက12ဖြစ်ပါတယ်ရှင်အဲ့ဒါလေးကိုဒီ ယ်လို့စိတ်တက်တက်ကြည့်ကြရအောင်ကဲစူးစမ်းကြည့်မယ်နော်36ကို3နဲ့စားမယ်36ကို30နဲ့6နဲ့ခွဲမယ်30ကိုလည်း3နဲ့စား6ကိုလည်း3နဲ့စား30ကို3နဲ့စားတော့3ညကိုပြန်ရေးထား3တက်4 3 10 6ကို3နဲ့စားတော့3နဲ့4 6နှစ်အဲ့ဒါကြောင့်10နဲ့နှစ်နဲ့ဆိုတော့10နှစ်သဘောပေါက်ပါတယ်လားဟုတ်ပြီအစင်ဒီကြောင်ကြော်လိုက်ပါနမကငယ်ပါရှင့်ခငယ်ပု္ပ္ပာလေးက84အစာလေး အညီဟုတ်ပြီเนาะအဲ့တော့ရှစ် sorry ပါ84ကိုဒီချေတို့၄နဲ့စားကြမယ်ဟေးအဲ့တော့တအားသမတို့ကြည့်ကမှာကဒီ84မှာပါတဲ့၄ကို84အစား၄84မှာပါတဲ့၄ကိုဒီချေတို့၄နဲ့စားလို့ပြက်လား ရက်တာပေါ့ဟုတ်ပါပြီအဲ့တော့ဘယ်သူနဲ့ဘယ်သူနဲ့ခွဲမနေပြောကြည့်ပါအောင်ဟုတ်တယ်84နဲ့4ခွဲပြီးရှင်အဲ့တော့80ကိုလည်း4နဲ့စား4ကိုလည်း4နဲ့စား80ကို4နဲ့စားတော့3ညကိုပြန်ရေးထား8ကို4နဲ့စားတော့2အဲ့ဒါကြောင့်90 4ကို4နဲ့စားတော့1အဲ့ဒီတော့20ရဲ့1ရဲ့ဆိုတော့21ဖြစ်ပါတယ်ရှင် ဒါလေးကိုဒိုးရီအဖြစ်ရေးလိုက်ကြရအောင်27ဒါလေးကိုတချဲရုပ်စိတ်ထဲကနေတွက်ကြည့်ကြပါမယ်စူးစမ်းကြည့်ပေးပါ84ကို4နဲ့စားပါမယ်84ကို80နဲ့4နဲ့ခွဲပြီး80ကို4နဲ့စား4ကိုလည်း4နဲ့စား80ကို4နဲ့စားတော့3ကိုရေးထား8ကို4နဲ့စားတော့2အဲ့ဒါကြောင့်20ဟုတ်ပြီနော်၄ကို၄နဲ့စတော့၄တက်လေးလေးအဲ့ဒါကြောင့်၁၂၀ရဲ့၁ရဲ့ဆိုတော့၂၁တဘောပေါက်ပါတလား ရပါပြီเนาะအဲဒါဆိုရင်တချေတို့နံပါတ်ဂါကြီးလေးကိုသွားလိုက်ကြရအောင်ဟိနံပါတ်ဂါကြီးပါရှင့်ဒါလို့တမလို့ရအောင်မှာတကြောင်ကြော်ပြီးတော့ဂါကြီးဒီချက်ကို ပုတ်စာလေးကူပေးပါနော်89အစား အညီအဲ့တော့89အစား9ဆိုတော့တို့တွေဘယ်လိုစိတ်တွေ့တွေ့ကြမလဲဘယ်သူနဲ့ဘယ်သူနဲ့ခွဲပါလဲ80နဲ့9နဲ့ခွဲပါပြီရှင်အဲ့တော့80ကိုလည်း9နဲ့စားပါမယ်9ကိုလည်း9နဲ့စားမှာပေါ့80ကို9နဲ့စားလိုက်တော့၃ညာလေးကိုပြန်ရေးထား9တလီ9နဲ့9ကို9နဲ့စားလိုက်တော့1အဲ့ဒါကြောင့်အဖြေဘယ်လောက်ရမလဲ7ပါရှင်ရေးလိုက်ပါမယ်10 တို့တွေစိတ်အတွက်လေ့ကျင့်ကြရအောင်89ကို9နဲ့စားတဲ့အခါမှာ89ကို90နဲ့9နဲ့ခွဲပါပြီ90ကို9နဲ့စားမယ်9ကိုလည်း9နဲ့စားမယ်90ကို9နဲ့စားတော့3လေးကိုပြန်ရေးထား9တက်လေး9ဆိုတော့10 9ကို9နဲ့စားလိုက်တော့1ဖြစ်ပါတယ်10ရဲ့1ရဲ့ဆိုတော့17 သဘောပေါက်တယ်เนาะဟုတ်ပြီအဲ့တော့ထက်ခါထက်ခါဒီချက်ကိုလေ့ကျင့်ပြီးပါရှင်နံပါတ်5တွေ့ကြရအောင်ပါနံပါတ်5က34အစား1အညီအဲ့တော့34ကို1နဲ့စာမယ်အဲ့တော့ဒီမှာဆိုရင်ကြည့်ရအောင်ဟေးဒီချက်တို့34အစား1ကိုခွဲတဲ့အခါမှာအကြည့်မယ်နော်တို့တွေလုံးနေကြအတိုင်းပဲလုပ်ကြည့်မယ်ဟိ34ကိုဘယ်သူနဲ့ဘယ်သူနဲ့ခွဲမှာလဲ30နဲ့4နဲ့4ကိုတော့1နဲ့စာလို့ပြက်ပြီး30ကိုက1နဲ့စာလို့ပြက်တယ်နော် မပြတ်ဘူးအဲ့ဒါကြောင့်မို့လို့ဒီချေတို့တွေကဟိုဘက်ကို30ယူလိုက်မှာပေါ့နော်အဲ့တော့14နဲ့ဘယ်လောက်နဲ့ခွဲမလဲဒီဘက်က30ရော့သွားတော့20နဲ့ခွဲမှာပေါ့အဲ့တော့20ကိုလည်း1နဲ့စားပါမယ်14ကိုလည်း1နဲ့စားပါမယ်ရှင်20ကို1နဲ့စားတော့3ယောက်ကိုပြန်ရေးတာ1တလီ2ဆိုတော့30 14ကို1နဲ့စားတော့ဘယ်လောက်ရမလဲ1ခွနဲ့လီ14ပါရှင်အဲ့ဒါကြောင့်စားလက်ဘယ်လောက်ရမှာလဲ30ရဲ့ခွနဲ့ရဲ့ဆိုတော့10ခွနဲ့တဘောပေါက်တယ်လား အဲ့တော့ခွဲကြည့်ပါမယ်34အစနဲ့34နဲ့ခွဲတော့30ကိုက2နဲ့စလို့မပြတ်ဘူးအဲ့ဒါကြောင့်ဒီဘက်ကို30ပြီးတော့ဒီဘက်က14ဒီဘက်က20 20ကိုလည်း2နဲ့စား14ကိုလည်း2နဲ့စား20ကို2နဲ့စားလိုက်တော့3ကိုပြန်ရေးတာ20လီ20ဆိုတော့30ပေါ့အဲပြီးတော့14ကို2နဲ့စားတော့2ခွနဲ့လီ14အဲ့ဒါကြောင့်ခွနဲ့30ရဲ့ခွနဲ့ရဲ့ဆိုတော့39ပါရှင့် ပြီးသားပြီဆိုနမတ်စာလုံးတွေ့ကြရအောင်ပါနမတ်စာလုံးက50နဲ့အစား3အညီတချောင်းကြော်ပြီးတွေ့ပါနော်ဒီချေကဒီမှာသားတို့သမလို့ကိုတွေ့ပြ အော်နေရခက်ခဲကြဒီကျဒီလိုလေးတွက်လိုက်ရတာပါရှင့်အဲ့တော့40နဲ့အစား3โอเคအဲ့တော့40နဲ့ကိုသုံးနဲ့စားကြရအောင်ပါ40နဲ့အစား3အညီဘယ်သူနဲ့ဘယ်သူနဲ့ခွဲမှာလဲ40နဲ့2နဲ့40နဲ့2နဲ့ခွဲတဲ့အခါမှာဒီ3က40ကိုစားလို့ပြက်လား2ကိုရောစားလို့ပြက်လားမပြက်ဘူးအဲ့ဒါကြောင့်ဒီဘက်ကိုတို့တွေက30ပေးလိုက်ဟိ30ပေးရင်ဒီဘက်မှာက30ရော့မယ်40ကဘယ်နဲ့30ဖြစ်သွားမလဲ30ဖြစ်သွားမှာပေါ့အဲ့ဒီတော့30ကို3နဲ့ စားမယ်စနစ်ကိုလည်း3နဲ့စားရပါမယ်ရှင်30ကို3နဲ့စားလိုက်တော့30လီ30မဟုတ်ဘူးလားဟိတုံညကိုပြန်ရေ3တက်လီ3စနစ်ကို3နဲ့စားလိုက်တော့3လီစနစ်30ရေ4ရေဆိုတော့34โอเคလား34ကျပါပြီလားရှင်အဲ့တော့ကိုနောက်တစ်ခါလေ့ကျင့်ပါမယ်40နှစ်အစား3 40နဲ့နှစ်နဲ့ခွဲတော့40ကိုအောင်3နဲ့စားလို့မပြတ်ဘူးနှစ်ကိုလည်း3နဲ့စားလို့မပြတ်ဘူးအဲ့ဒါကြောင့်အဲနှစ်ကိုစနစ် လုံလိုက်တယ်။ဒါ၁၂နဲ့ဘယ်လောက်နဲ့ခွဲမလဲဆိုရင်30နဲ့ခွဲတယ်။30ကိုလည်း3နဲ့စား၊၁၂ကိုလည်း3နဲ့စား၊30ကို3နဲ့စားတော့10၊12ကို3နဲ့စားတော့4 10ရဲ့4ရဲ့ဆိုတော့14โอเคကဲအားဆိုရင်နောက်ဆုံးပုံလေးအောင်စလိန်စလုံးပြီးတော့တော့စလိန်တွေ့ကြရအောင်နောက်ဆုံးမဟုတ်သေးဘူးเนาะစလိန်ကိုဒီချက်အောက်မှာလုံးလိုက်မယ်မင်းတို့ကဆက်ရင်အောက်မှာလုံးမဆက်ရင်ဘေးမှာပဲဖြစ်ဖြစ်နောက်တစ်မျက်နှာမှာပဲဖြစ်ဖြစ်တွက်လို့ရပါတယ်နံပါတ်စလိန်ပါ နံပါတ်စလိန်က56အစား4အဲ့တော့56ကိုတို့တွေ4နဲ့စားကြရအောင်ကေတာတို့တမလို့ရေဘယ်သူနဲ့ဘယ်သူနဲ့ခွဲမလဲ50နဲ့6နဲ့ခွဲမယ်ဆိုလို့ရှိရင်6ကိုလည်း4နဲ့စားလို့မပြတ်ဘူး50ကိုလည်း4နဲ့စားလို့မပြတ်ဘူးအဲ့တော့30ယူပြီးခွဲလိုက်ပေါ့အဲ့တော့6က6 36နဲ့ဘယ်လောက်နဲ့ခွဲမလဲ40နဲ့ခွဲမှာပေါ့အဲ့ဒါကြောင့်40ကိုလည်း4နဲ့စား76ကိုလည်း4နဲ့စားပါမယ်40ကို4နဲ့စား တော့40လီ40 16ကို4နဲ့စားလိုက်တော့4 4 46 10ရဲ့4ရဲ့ဆိုတော့14ပါပဲရှင်14ပါပဲရှင် အဲ့ဒါကိုစိတ်ထဲကနေလေ့ကျင့်ကြရအောင်56အစားလေး56မှာပါတဲ့6ကိုလည်း4နဲ့စားလို့မပြတ်ဘူး90ကိုလည်း4နဲ့စားလို့မပြတ်ဘူးအဲ့ဒါကြောင့်30ယူလိုက်မယ်အဲ့တော့16နဲ့40နဲ့40ကိုလည်း4နဲ့စား16ကိုလည်း4နဲ့စား40ကို4နဲ့စားလိုက်တော့40လီ40 16ကို4နဲ့စားလိုက်တော့4လေးလီ16 30ရဲ့4ရဲ့ဆိုတော့30လေးဟုတ်ပါပြီရှင်စလိမ်ပြီးတော့ဇာခွင့်ဇာခွင့် ရဇာခွဲလေးကိုတွက်ကြရအောင်ပါဇာခွဲကဒီချဲအောက်မှာပဲရေးလိုက်မယ်65အစား9ပါရှင့်အဲ့တော့ဘသူ့ကိုဘသူနဲ့စားပါလဲ65ကို9နဲ့စားကြရအောင်ပါအဲ့တော့65အစား9 65မှာပါတဲ့9ကို9နဲ့စားလို့ရှိရင်ပြတ်တယ်ဒါပေမဲ့ဒီ6ကိုကြတော့ဒီချဲတို့က9နဲ့သွားစားလို့ဘာဖြစ်လဲအမ်မပြတ်ဘူးเนาะဟုတ်ပြီเนาะဒီချဲတို့6 9ပါလဲ ။ဘာလို့မှလဲဆိုရင်စားလို့ပြက်အောင်စားလို့မရဘူး။တကယ်တမ်းတော့ပြက်အောင်စားလို့ရတယ်။တခါတည်းနဲ့မရဘူးလို့ပြောတာနော်။ဟုတ်ပြီနော်။အဲ့တော့အညီပြက်အောင်လို့လုပ်လို့မရပါဘူး။အဲ့ဒါကြောင့်65ကိုဒီချေတို့ကဘာနဲ့ဘာနဲ့ခွဲမလဲ။ဒါဒီဘက်က55 55ဆိုတော့ဒီဘက်က90လုံးလိုက်မှာပေါ့နော်။ဟုတ်ပြီနော်။အဲ့ဒါကြောင့်တို့တွေခွဲပါပြီ။90ကို 9နဲ့စားမယ်15ကိုလည်း9နဲ့စားပါမယ်ရှင်50ကို9နဲ့စားတော့90လीး90ကို9နဲ့စားတော့93နီး35 30ရဲ့3ရဲ့ဆိုတော့33စားလက်အချီဘလောက်လဲ33ပါရှင်နားလည်ပါတက်လားဟုတ်ပါပြီเนาะအဲ့ဒါဆိုလို့ရှိရင်လာဒီချေတို့ကတခါတည်းဒီတန်ပြက်မပြက်ဘူးလို့ပြောတာဒါပေမဲ့60ကို9နဲ့စားရင်တော့ပြက်တာပေါ့6တလီ6เนาะပြီးတော့ရင်တနှုတ် အာငါပေါ့ sorry ငါတက်လီငါ၆တက်ငါနှုတ်တော့တဲအဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ share အလွယ်အတွက်ပါလीเนาะအဲ့ဒါကြောင့်မလို့စားလို့ပြတ်တာရင်းနဲ့ပဲတခါတည်းပြတ်တာရင်းနဲ့ပဲတို့တွေလေ့ကျင့်ကြတာเนาะတက်ကြည့်ကြတာပါအဲ့တော့လာတီချေတို့လေ့ကျင့်ကြရအောင်65ကို9နဲ့စားပါမယ်65မှာပါတဲ့9ကိုတော့9နဲ့စားလို့ပြတ်ပြီးတော့60ကိုတော့9နဲ့အညီစားလို့မပြတ်ပါဘူးအဲ့ဒါကြောင့်မလို့15နဲ့40အမ်ဘယ်လောက်နဲ့ခွဲလိုက်မလဲ30ရောတော့90နဲ့ခွဲမယ်90ကိုလည်း9နဲ့စား65ကိုလည်း9နဲ့စား90ကို9နဲ့စားတော့ ော့50လီ50 15ဟော9နဲ့စားတော့93လီ55 30ရဲ့3ရဲ့ဆိုတော့33နားလည်တော့ပါပြီလား ်ဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီချေတို့ စိတ်တွတ်တွတ်ချင်းအစာကိုစိတ်တွတ်တွတ်တာကိုဒီချေတို့အများကြီးလေ့ကျင့်ခဲ့ပြီးသားပါပြီဒါတော့မှတအားတို့တမလို့ကိုကိုကိုမရသေးဘူးလို့ထင်လို့ရှိရင်ဒီချေဗီဒီယိုလေးကိုအာ play လုံးလိုက်ရက်လိုက် play လုံးလိုက်ရက်လိုက်ဒီချင်းနဲ့တူတူ like ပြောပြီးတော့ like ပြီးတော့မှလေ့ကျင့်ပြီးရသွားပါလိမ့်မယ်เนาะ okay အဲဆိုလို့ရှိရင်နောက်ဗီဒီယိုကြာလို့ရှိရင်ဒီချေတို့လေ့ကျင့်ခန်းလေးတွေတွက်လိုက်ကြရအောင်အဲတော့နောက်ဗီဒီယိုကြာရင်ပြန်တွေ့ပါမယ်တတား